အရင်ကိုရုခေလို့မဟုတ်ကိုရုခေကမင်းကကောင်းဒီမင်းသားကောင်းတဲ့ကောင်းအတော့ပဲလိုက်ပြီးအဲ့လိုပဲလိုက်ရအဲ့လိုမဟုတ်သူကညထမင်းပဲရှင်ကြီးပြောပြောနေပါတာ။အော် sorry ပြီးရတော့။အရင်ချိုးဖြစ်တဲ့သူတွေကမှပါတယ်။အဲ့လောက်ကြီးလဲအဲ့လိုတိတ်ပြီးကူးမဆိုင်ဘူး။သူ့ဟာသူကောင်းဆုံးဖြစ်အောင်လုပ်သွားမယ်။အဲ့လိုမျိုးအဲ့လိုမျိုးလူတွေမှပါတယ်ဟုတ်။သူကရောက်ရခန့်နေပြီမဲ့အပြင်မှာလဲအဲ့လိုပဲဒါပေမဲ့သူကစိတ်ထဲမှာအမြဲတမ်းတရားမြဲတဲ့မှတ်နေ။အဲ့အဲ့ဒါလည်းပါပဲတယ်။သူကတော်တော်သူ့ရဲ့ lifestyle ကအရင်ကောင်းတဲ့ lifestyle တွေမှပါတယ်။ဟုတ်တယ်။အဲ့လိုမဟုတ်ဘူး။အေးဆေးပဲ။ ဒါပေမဲ့တကားလုံးကတော့မအေးဆေးဘူးဘူဖုံတွဲကိုကြည်ပါ GOLD ကိုတွေ့ရတယ်တင်ရွှေဆွဲပြစူပိုင်ရှင်ကြီးဖြစ်ပါပြီရွှေဆွဲပြထုတ်နိုင်ဖို့အဖုံတွဲမှာဟော့လိုင်းနံပါတ်ကိုချက်ချင်းဆက်သွယ်လိုက်တော့နော်မင်္ဂလာပါအဲဒီကမှခုက story 3ခုရှိရမှာ story 2မှာပါတာပေါ့เนาะဟိုခုတို့ဒီဒီဂျုံကန်းထဲမှာ မတက်တဲ့သူတွေရှိရဲ့အဲ့အဲ့ညာမှာဒီရုံကစီးဝါပေါ့နော်ခုတို့ team building တို့ကိုလွတ်လိုက်တာအဲ့အဲ့မှာ set ဘိုင်းဆက်ပြစ်မယ်ဆိုတာအဲ့မှာဘာသာစံနဲ့တွေ့ရတွေ့ပြီးဘိုင်းဆက်ပြစ်မယ်ဆိုတာတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ရိုင်းနေတော့လည်းတကယ်မပြင်းရဘူး။ဘာရစာကိုကြည့်ရင်လည်းအဲ့လိုနော်ဘာရစာဆိုတာဘာရစာပဲဆိုတာကိုမြင်ရပါတော့။ပြီးတော့အဓိကသူကလူငယ်တွေကိုလည်းအရင် support ပေးရဲ။ညာလုံးပေါက်တွေရိုက်ရတဲ့အချိန်မှာလည်းသူကဟိုတော်တော်ကိုလေသူ့အရွယ်နဲ့တော်တော်ကို လုံနိုင်တယ်ဖိုးနဲ့ဒန်းလို့နီးတူတကယ်ကိုတညလုံးသူရိုက်နိုင်တယ်ငါးရက်လောက်ဇက်တိုက်ဖို့ရိုက်ခဲ့ရတယ်ဟုတ်မမရစားမှာသူ့ရဲ့ဟိုကိုပိုင်ဟန်လေးကအမြဲပါတယ်ပေါ့နော်ဒါပေမဲ့အဲ့မှာမှာသူ့ရဲ့ character မှာမူတည်ပြီးတော့ဘလို့ပြောင်းလဲအောင်လုပ်သွားမလဲဆိုတာဒါတော့တပါးတွေကတော့တကယ်ကို တကယ်ကိုကြွကြွကြွကြင်ပပိုင်နိုင်နဲ့လောက်သွားနိုင်ပါတယ်အဲ့ထဲမှာဆိုလို့ရှိရင်လည်းမြင်ရမှာပါတော်တော်ပြန်စဉ်းစားနေရတာလေအာဟုတ်တယ်ဟုတ်တယ်အာသူ့ပါရဲ့ဆိုတာဟိုဟာတည်ရကိုဝင်းတော့လည်းဟိုသူ့ကိုပြောတယ်ပေါ့နော်ပြောတော့ဘာရစားပြောကြည့်ပေးမလားဆိုတော့အဲ့မှာအမေကနေတဆင့်ပြောပြောတဲ့အချိန်မှာသူလည်းစိတ်ဝင်စားတယ်ဇလန်းလေးကိုလည်းသဘောကျတယ်အဲ့တော့ကြောက်မှုတွေဖြစ်တာပါဆက်ဆက်ချင်းတော့နည်းနည်းတန်းရှင်းလေးရှိရပထမဆုံးရိုက်တဲ့ရက်တုန်းကအဲ့လိုမျိုးရှိရဲ့ ဟိုကိုယ့်အကကိုလည်းစိတ်ပူတာလည်းပါတာပေါ့နော်ဒါပေမဲ့ဟိုဘေးကလူတွေရောအကုန်လုံးကလို့တော်တော် supportive ဖြစ်ရဖြစ်ကြတော့အဆင်ပြေပြေနဲ့ပြီးသွားပါတယ်ဟုတ်အာမရှိဘူးအမအရင်ချိုးဖြစ်တဲ့သူတွေကမှပါတယ်အဲ့လောက်ကြီးလဲအဲ့လိုတိတ်ပြီးကူးမဆိုင်ဘူးသူကသူကောင်းဆုံးဖြစ်အောင်လုပ်သွားမယ်အဲ့လိုမျိုးအဲ့လိုမျိုးလူတွေကမှပါတယ်ဟုတ်အဲ့လိုလေးတွေလဲသူရှိရဲသူ ူပါသူသူ့ရဲ့ဟန်လေးနဲ့သူရအောင်သူလုပ်သွားပါတော့။ဒါပေမဲ့ဒီ director နဲ့ရောကိုဝိန်းနဲ့ရောအဲ့လိုတေချာကိုဆွေးနွေးပြီးတော့လေ respect ရှိရှိလေးနဲ့အဲ့လိုဒီလိုလုပ်ရင်ရောရမလားအဲ့လိုမျိုးပြောပြီးတော့လုပ်တယ်။အဲ့အဲ့အရာလေးကိုမြင်ရတော်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 သဘောကျတယ်ဟုတ်။အော်ဟုတ်တယ်။အဲ့အဲ့လိုမဟုတ်ဘူး။အေးဆေးပဲ။ဒါပေမဲ့တကားလုံးကတော့မအေးဆေးဘူး။ shooting မှာတော့မမရဘူး။ shooting မှာဆိုတော့ shooting ရဲ့ focus ကရိုက်ခွင်းပုံမှာပဲရှိရတယ်။ ကျွန်내ဘာတိတ်တိတ်မရှိဘူးသူကသူဟိုနားတဲ့ချိန်ကျလို့ရှိရင်တယောက်တည်းထိုင်ပြီးတော့သူတရားထိုင်ထိုင်မထိုင်လို့ရှိရင်သူအိတ်နေတာအဲ့တော့ဟိုအေးစစီပဲစကားပြောချင်တဲ့ချိန်ကျရင်ပြောတယ်တော်တော်အေးစင်းနေတယ်အရှုတဲသူကအမြဲတော့ရှိရအကုန်လုံးလည်းအလိုဆဆနနောက်ပဲသူ့ရဲ့အပြင်ပုံတိုင်းပဲရိုက်ခွင်းမှလည်းအဲ့တိုင်းပဲဘဘလေသူ့ရဲ့ပုံကသူကအမြဲတည်းတရားမြင်မှတ်မှတ်နေဟုတ်တရားမြင်မှတ်တယ်ဆိုတော့လေသူကရောက်ရခက်နေပြီမဲ့အပြင်မှလည်းအဲ့လိုပဲဒါပေမဲ့သူကစိတ်ထဲမှာအမြဲတော့တရားမြင်တယ်မှတ်နေတယ် အဲ့အဲ့ဒါလည်းပါပဲတယ်သူကတော်တော်သူ့ရဲ့ life style အရန်ကောင်းတဲ့ life style တွေမှာပါတယ်အဲ့လိုဘူးတော့အပြင်မှာအဲ့လိုရင်မတွေ့မတွေ့ဖြစ်ဘူးအရင်ဟိုငယ်ငယ်လေးတုန်းကပဲဟိုသွားပြီးတော့တွေ့ဖြစ်တာပေါ့နော်အခုနောက်ပိုင်းကျတော့အိတ်ကားရိုက်ပြီးတော့မှဘူးတို့ဒီ talk show တစ်ရက်ပဲတေချာတွေ့ဖြစ်တယ်ပေါ့နော်ဟို channel ရက်တွေအဲ့လိုကြီးတွေ့ဖြစ်တာမရှိဘူးဟောဒီတိုင်းပဲအဲ့ဘဘရစားပဲဟုတ်ဒီနေ့ရအရန် advance ဖြစ်သွားတယ်လှုပ်ရှားတဲ့ပုံစံသူတို့ organization က အရင်ကိုရုခေလို့မဟုတ်ကိုရုခေကမင်းကကောင်းဒီမင်းသားကောင်းလိုက်ကောင်းအတော့ပဲလိုက်ပြီးအဲ့လိုပဲလိုက်အဲ့လိုမဟုတ်သူကရှေ့လျှောက်ထားတဲ့လေအများကြီးကောင်းလိမ့်မယ်လို့ကိုယုံကြည်တယ်ညခမဲပဲရှိသေးတယ်ပြောပြရပါတော့။အော် sorry ပြောရတော့။အာဒီကလေဟိုပြောရမဆိုရင်လေ story time ပေါ့နှစ်နိုင်ခွဲကြာတယ်ဒါပေမဲ့လေအရင်စိတ်ဝင်စားဖို့ကောင်းတယ်။ကိုရိုတော်မှာကြည့်ပြီးလို့ရှိရင်လေဘာလို့ဆိုကိုကိုမပိုင် story ကို writer မပြောပြဘူး။တခြား story ကဘာဖြစ်လဲဆိုတော့ကိုကတိတ်ခွင့်မရှိဘူး။ ကိုယ့်ရဲ့ဖောက်ကိုပဲကိုကတည်ရ script လဲပူကိုယ့်ရဲ့ဖောက်ပဲကိုရအဲ့ဂျက်ကွင်းမှာဆိုရင်ကိုတဲဆိုလိုက်ပြီးခိုးပြသူများရဲ့လိုက်ဖတ်တာရှိရအဲ့လိုမင်းလည်းလိုက်ပြီးမေးရတယ်နေဘာဖြစ်တာလဲ तू ကဘာဖြစ်တာလိုက်လိုက်ပြီးဆက်ဆက်ရပါတော့เนาะတကားလုံးကြည့်ပြီးတော့မှဒီကဘယ်လိုလဲဆိုတာကိုကတည်ရပါတော့เนาะရိုက်တော့ဆိုတော့မတည်ခဲ့ရအောင်အဲ့တော့အရန်ကိုစေးလို့ရှားဖို့အရန်ကောင်းတယ်ပြီးတော့နှစ်နိုင်ခွဲကဘလို့ပြီးလို့ပြီးသွားမှမသိအောင်ဘူးပေါ့နော်ဇလန်းကဆွဲခေါ်သွားတဲ့ဟာတော့တော်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 သဘောကျဖို့ကောင်းပါတယ်အာမရှိဘူးဟုတ်ဘဘရတာသူ့မတူလား ဟုတ်ဟုတ်အအနေမှာကြတော့ဘာရစာမန်နေဂျာလို့လည်းဖြစ်နေရပါတော့အမြဲသူ့ဘောင်ဟိုဘေးကနေပြလိုက် support လုပ်ပေးရပါတော့ဒါပေမဲ့ဟို shooting ကြတော့အရင်ရောလိုက်တာမရှိပွဲလေးပါဆိုလို့ရှိရင်လည်းဖြစ်တယ်တင်တယ်ဟုတ်ဟုတ်အမိသားစုကကောလုံးလည်းချစ်ကြမယ်တင်တာအိမ်မှာတော့ချစ်ချစ်ကြပဲဟိုတရတရ respect ရှိရပေါ့နော်ရှိပြီးတော့တရတရ support လုပ်ကြတဲ့ family type ပါဟုတ်ကုန်းယူတယ်ဝမ်းလဲဝမ်းသာတယ်ဟိုဘယ်လိုဖြစ်ဖြစ်အမြဲတမ်း support အမြဲကိုယ့်ရဲ့နောက်မှာ support system တခုအမြဲတမ်းရှိနေရပေါ့နော်အဲ့အဲ့ဒါလေးကတော့ခုအတွက်အင်အားလေးတခုပါ ့ဒီ November 9ရက်နေ့ဆိုလို့ရှိရင်ပြန်ပြောရရုံစတင်ပါပြီ။အဲရုံစတင်ဖို့ကခုကရုံငါးပြောပြရတဲ့စနစ်နဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပထမ3ရက်ကအရင်အရေးကြီးရပေါ့နော်။ပထမ3ရက်မှာလူဝင်မှအပိမကူကနောက်တစ်ဘက်ကိုဆက်ပြီးတင်ဝင်ရမှာပါဒီလိုကားမျိုးကိုအကုန်လုံးအရင်လဲကြည့်စေချင်တယ်အဲရတာတစ်ခုဟိုကွဲထွက်သွားမယ်လို့လည်းခုယုံကြည်ရပေါ့နော် ပြီးတော့အဓိကလူရဲ့စူးစမ်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ fresh အရင်ဖြစ်တယ်ကြည့်လို့ရှိရင်မမြင်ဘူးတဲ့ ဒီပုံတွေ item တွေအကုန်လုံးမြင်ရမှာပေါ့နော်အဓိကအဲ့ဒါပေါ့နော်လူငယ်တွေကိုလည်း chance ပေးချင်ပါတယ်ကိုကတော့ကိုကဒီလမ်းကြောင်းပေါ်မှာကိုကရှိနေပြီသားပေါ့နော်ဒါပေမဲ့ဒီတဲမှာပါလူဆိုပထမဆုံးရုံစတင်တဲ့လူအများကြီးပါပေါ့နော် အဲလူငယ်ရုံနဲ့ချက်စခုပေးစီခြင်းနဲ့ကိုဝင်းကလည်းတကယ်စီစစ်ပြီးတော့ပေါ့နော်ကာရက်တာနဲ့လိုက်အောင်လို့အကုန်လုံးကဘယ်နေရာမှာဆိုဘသူဆိုတာကိုသူကတေချာပြီးတော့ထည့်ထားတာပေါ့နော်အဲ့ဒါကြောင့်မလို့အကုန်လုံးကအရန်ကောင်းတယ်သူ့နေရာနဲ့သူကာရက်တာကိုမိမိရဲ့ရပ်ပြောင်းဆောင်နိုင်တဲ့လူငယ်တွေကြီးပါပဲအဲ့တော့ခုရဲ့ဒီပြပြပြရုပ်ရှင်ကားလေးကချင်းမွေကောင်းကောင်းနဲ့လှုပ်ထားတဲ့ကားလေးဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ခုရဲ့ပြပြပြရုပ်ရှင်လေးကိုအားပေးကြပါအောင်တရားတရားလည်း sharing လုပ်ပေးကြပါလာကြည့်ဖို့လည်းတိုက်တွန်းပေးကြပါပထမ3ရက်ကိုလာကြည့်ပေးပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဒီကားကမမရစာရဲ့ comeback လည်းဖြစ်တယ်ပေါ့နော်ပထမအောင်ဆုံးပြ ိုက်တဲ့ကားခုနကဘွားရစားရဲ့ပထမဆုံးစုံတဲ့ကားလည်းဖြစ်တယ်ပေါ့နော်ဒါဘွားရဲ့အမတ်တရဖြစ်တဲ့ကားလေးတစ်ကားလည်းဖြစ်ပါတယ်အဲ့တကြောင့်မလို့ခုတို့နှစ်ယောက်ကိုလည်းလာပြီးအပေးကြပါအောင်လို့ပြောချင်ပါတယ်ပရက်ရှင်နေ့ကျလည်းဘွားရစားအောင်ရအောင်ခေါ်ကြည့်ပေးပါမယ်